ငါမေ့သူမရှိတဲ့အချိန်လေးထိရောက်သွားရပြီဖြစ်တဲ့တချိန်ကထိတ်တန့်မင်းသားမြင့်မြန်ခုချိန်ကတော့နှုတ်ပညာအတိုင်းဝိုင်းမှာပြောင်းလဲနေတဲ့ကာလလို့ပြောရင်မမှားပါဘူးလူဟောင်းတွေနေရာမှာလူသက်တွေနေရာယူလာကြပြီးအရင်ကနမေကြီးမင်းသားမင်းသမီးလေးခုဆိုဘာမှမဟုတ်တော့ပါဘူးအမတီဖော်ဇလန်တွေက မင်းသားမင်းသမီးရဲ့ဂီတဘက်ကကူလာတဲ့အဆူရော်ရီရဲ့ဖာဆယ်လီညာဆယ်လီဆိုတဲ့သူတွေရဲ့အစားရှိတဲ့သူတွေကနှုတ်ပညာအတိုင်းဝိုင်းထဲကိုရောက်ရှိလာတာဖြစ်ပါတယ် တိတ်မကြခင်ကာလာတို့ကရရတောင်းတိတ်မပေးနိုင်အောင်ရိုက်ကူးခဲ့ရတဲ့ထိတ်တန်မင်းသားတလက်ဖြစ်တဲ့မြင့်မြတ်ကတော့ခုချိန်မှာသူ့ကိုလာငါသူတော်မရှိဘူးလို့ဆိုပါတယ်။တချိန်ကတော့ဂျင်ကောင်းဆိုပြီးခက်စားခဲ့တဲ့မင်းသားမြင့်မြတ်ကခုလိုမျိုးငါမဲ့သူ မရှိတော့တဲ့အထိဖြစ်ရတယ်ဆိုတာကတော့အတော်လေးအံ့ဩစရာကောင်းပါတယ်။မြင်းမြန်းဆိုပြီးခစ်တခစ်ဖြစ်ခဲ့ဖူးတဲ့မင်းသားတလက်ကငါမဲ့သူမရှိတဲ့ချိန်လေးထိရောက်သွားတာဘာကြောင့်လဲအတိကကတော့နိုင်ငံခြားရဒရိုက်တာတူဖြစ်သူ မြင့်မြတ်ကဂိုင်းစတာဖြစ်တဲ့ဆိုတဲ့အကြောင်းအရာကိုဖော်ထုတ်လိုက်တာကြောင့်မြင့်မြတ်ကိုငားရမ်းသူတွေနဲ့သွားခဲ့တာဖြစ်ပါတယ်။မြင့်မြတ်ကျော်များဆိုတာခုနောက်ပိုင်းမှာမရှိသလောက်အောင်ရှာနေပါပြီ။ရုပ်ရှင်ကားကြီးတကားတလေတော့ခုချိန်ထိရရတော့မှပဲ။မြင့်မြတ်ရိုက်ကူးတဲ့ညီစာရုပ်ရှင်စကားကြီးပြသစင်တော့ကလည်းစီမံဝန်ထမ်းတွေကိုအုံထမ်းချရဲဆိုပြီးဝေဖန်ခံခဲ့ရတာပါ။ စံကြချိန်ဘာလို့လို့ပြောခင်ရမင်းဆိုရင်လည်းမမှားပါဘူးတတော်ဆယ်လီလာဘယ်ကနေဘလို့နပညာထဲရောက်လာတာမသိရတဲ့ဆွေးဆိုတဲ့ဂျပူမဆယ်လီနဲ့တတော်ဆော့ပြန်တော့လဲသူ့ရဲ့ဟိုနေဟိုဟာကိုပုတ်ပြမိလို့ရိုင်းလိုက်တာဆိုပြီးပရိသတ်ကအမြင်ကက်ခံရပြန်ပါသေးတယ်ပရိသတ်ကအမြင်တွေကက်ခံရခံမှသူ့အနေနဲ့သူ့မိမကိုလုံးပြတာပြောပြမယ်ပရိသတ်ကလက်မခံတော့ပါဘူး တစ်ချိန်ကတော့အတန်သေးတန်ညောင်းနဲ့အော်လဲသဘောကျအားပေးခံခဲ့ရပေမဲ့ခုချိန်မှာပါလို့အပြစ်မြင်စရာတွေပါပဲ။ဒါကြောင့်လည်းပြည်သက်တွေရှိမြေဆာဇလံပြီးပြောင်းနေပါတယ်။လေချွန်းနဲ့ဆက်ကအင်တာဗျူးကြမှာပြည်သက်ရှိတဖန်ပြန်ထွက်လာပါတယ်။ဒါကြောင့်မို့မင်းသားမင်းမြတ်တယောက်ပါကြောင့်ပြောင်းနေရလဲလို့မိတဲ့အခါမြင့်မြတ်ကိုရိုင်းခုလိုပြောထားပါတယ်။ကြောင်နေရဲ့ဆိုတာငားမဲ့သူမရှိလို့ပေါ့မြင်ရင်ငားပေါ့ဆိုလာပါတယ် တချင်းကတော့တလာမှာရက်30ရှိရင်35ရက်လောက်ရိုက်ကူးရေးလုံနေရသူကခုတော့ကာရီစွတ်တူကျဲတဲတာရရပေါ့ရိုရင်ခုလိုပရိသတ်အချင်းမခင်ရတာကမြင့်မြင့်ရဲ့နောက်ကြောင်ရဆွင်းကိုပရိသတ်တွေတီးသွားလို့ချစ်လို့မရတော့တာလဲပါပါမယ်အစတော့ကမြင့်မြတ်ကို အရင်အေးတဲ့မင်းသားတလက်လိုပဲတီထားကြတာပါခုတော့တတူရီထိုးလမ်းတရေဆရာဆဆန်နေတက်တဲ့မြင့်မြတ်ကဘာကြောင့်ခုလိုနေရဲဆိုတာနားလဲသွားပါတယ် နမေရီဘလောက်ကြည့်ပါစေသူရဲ့မူလာစင်မြင့်ဂန်စတာဘွားကိုမဖြောင်းနိုင်ခဲ့လို့ခုလိုပုံစံဖြစ်နေရနေပါမယ်ဆိုပြီးပြည်သက်ကတွေးထင်ထားတာပါမြင့်မြတ်ကိုချနေသေးတဲ့ပရိသတ်တွေအနေနဲ့မြင့်မြတ်ပါဝင်ရိုက်ကူထားတဲ့လေချွန်နဲ့စရိတ်ယုံရှိအကကြီးကိုမကြခင်မှာကြည်ရတော့မှာပဲဖြစ်ပါရင်ပရိသတ်ကြီးရောမြင့်မြတ်ကခုလိုရိုက်ရက်နေသွားတဲ့မင်းသားဖြစ်လာတဲ့ပေါ်ဘလို့ထင်မြင်လဲဆိုတာကောမန့်မှာမှန်ခဲ့ကြပါအောင်နော် ခုလိုမျိုး salary ရဲ့ video တွေကိုကြည့်နေတတ်တဲ့ဆိုရင်တော့ကျမတို့ရဲ့ page တွေကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်အစုံကြီးကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ကြမယ်နော်